မင်္ဂလာပါမနက်ပြန်ခொနီယာသားရမီများတို့အသေးအတာစောင်းဝင်ရှောင်းအများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားရမီများတို့ယနေ့မှာတော့မိတ်ဆွေကောင်းပညာကောင်းများရရှိပါလိမ့်မယ်ရဝေးရနေပြီးတော့တင်းကောင်းများကြားပါလိမ့်မယ်ငွေရတော့၃လဝင်လေးမျိုးဖြစ်ပါတယ်အလုံးမှာအဆဆရရအဆင်ပြေနေပါလိမ့်မယ်ခေါမှုကောင်းကైဝေဒနာ ခံစားတတ်ပါတယ်အချိန်ရင်းမှာတော့ကြာလေနေဝေးတတ်ပါတယ် 6ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့အစိမ်းရောင်ဖြစ်ပါတယ်။ရေဒီယာနေနေရတော့မိမိရဖျားမှာမုတ်ဖတ်ထုတ်ကလည်းပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့အနောက်ရှက်ပြိုင်ဆိုင်များနဲ့ကြုံတွေ့ရတတ်ပါတယ်။စကားပြောဆိုငင်းခွန်အပ်တတ်ပါတယ်။အလုံးမှာမိမိနဲ့ယူဆကွဲလွဲပြီးတော့အဆင်မပြေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ခေါင်းသချံကိုက်တတ်ပါတယ်။အချိန်အမှာတော့ဝေးနေကောင်းလိမ့်မျိုးဖြစ်ပါတယ်။အိမ်တော်ကြီးမှာတော့အသာရနေပါလိမ့်မယ်။ သုံးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနည်းရင်းအရာဖြစ်ပါတယ်။ရေဒီယာအနည်းနဲ့တော့မိမိရဖျက်မှာဖျဲသီးသုံးစိတ်ကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားမိမိများတို့ယနေ့မှာတော့သူများပြည်နာများကြမှာအเจ้าဝင် ဖြည့်ရှင်ပေးရတတ်ပါတယ်။မိတ်ဆွေများတို့တော့ကကြုံတွေ့ရတတ်ပါတယ်။မြေနေရာကိစ္စများတို့စကားများဖြည့်ရှင်ရတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ခီးသွွားရတတ်ပါတယ်။ခန္ဓာကိုယ်အောက်ပိုင်းခြေထောက်ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ လေးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်းတော့ညိုမိုင်းတဲ့အရောင်းနဲ့အနဲ့အရောင်းဖြစ်ပါတယ်။ရေရီယာအနေနဲ့ကတော့မိမိရန်ဖျားမှာနွားနို့ကလည်းပူဇော်ပေးပါ။ဗုဒ္ဓဦးသားရမိများဆိုယနေ့မှာတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်ရတတ်ပါတယ်။အလုံးမှာသူများပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်။ရရရာရှိတဲ့ငွေများဟာပြန်ပြီးတော့မရပဲနဲ့ထင်းကောင်အကြံ့ကြံနေတတ်ပါတယ်။ခေါင်းမူကောင်းကైဖြစ်တတ်ပါတယ်။ချစ်သူရဲ့အထင်နှဲဆွဆွဲခြင်းကိုခံရတတ်ပါတယ်။ ငားလေးပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့အညိုရောင်ဖြစ်ပါတယ်။ရေတွေအနေနဲ့ကတော့မိမိရံပြန်မှာလက်ဖက်ရည်ကတ်လို့ပူဇော်ပေးပါ။ကြာရပရိသတ်တို့မိများတို့ယနေ့မှာတော့သူများပြည်တနာ ကိုပြည်တနာဖြစ်တတ်ပါတယ်။မြည်တိအရာမှာခေါင်းမခံအာမမခံမနဲ့အလောက်မှာစိတ်ရှုပ်เสียရစိတ်ညစ်เสียရများနဲ့ကြုံတွေ့ရတတ်ပါတယ်။ခေါင်းမူကောင်းကైဖြစ်တတ်ပါတယ်။အချင်းရင်းမှာတော့အထင်လွဲเสียရများနဲ့ကြုံတွေ့ရတတ်ပါတယ်။ လေးချောက်ပါတဲ့ကရမ်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ့်ရောင်နဲ့အပြာရောင်ဖြစ်ပါတယ်။ရေရရာနေနေရတော့မိမိရံပြန်မှာပေါင်ပေါင်၅ချက်ကလည်းပူဇော်ပေးပါ။တောက်ကြသားသမီးများတော့ယနေ့မှာတော့အစုဆက်တူ share လုပ်ငန်းများလုပ်ကံရတတ်ပါတယ်။အိမ်ကိစ္စနေရာကိစ္စများတော့စိတ်ညစ်စရာများကြုံတွေ့ရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့အာမခံခြင်းချင်းငါခြင်းမျိုးများမပြုတ်လုပ်ပါနဲ့။အထူးရှောင်ကြဉ်ပေးပါ။မျက်စိနာတာမျက်စိအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်သုံးပါတဲ့ကလန်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရံဖျားမှာအုံဒီ6စိတ်ကတ်လို့ပူဇော်ပေးပါ။စနေသားရမိများတို့ယနေ့မှာတော့အလုံနေရထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့စကားပြောဆို ဖြစ်ရှင်းရတတ်ပါတယ်။ငွေကတော့စီလိုအပေါက်ရှာပြီးတော့ထွက်နေတတ်ပါတယ်။အထက်လူကြီးအကြီးကဲများတို့စိတ်ညစ်ရတတ်ပါတယ်။ခေါင်းသချံကိုက်တတ်ပါတယ်။ချစ်သူရဲ့အထင်လဲဆွဆွဲခြင်းကိုခံရတတ်ပါတယ်။ ၅ရှစ်ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့မရမ်းရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့တော့မိမိရံဖျက်မှာသင်းစီပန်းကတ်လို့ပူဇော်ပေးပါ။အားလုံးကြားမှချမ်းသာကြပါစေ။